ခင်ဗျာမလို့ဒါကျွန်တော်တောင်းတော့ကျွန်တော်ပုံမှန်ကြီးကအနေနဲ့ကျွန်တော် quality ကိုကျွန်တော်ထိန်းဖို့ကကျွန်တော်တောင်းလို့ရှိတယ်။ဒါပေမဲ့ဒီတချင်းကြီးရဲ့ဒီ music ကြီးရဲ့ quality ကိုထိန်းဖို့ဆိုတာကတော့ကျွန်တော်ကျွန်တော်တယောက်တည်းမှတောင်းဝင်ရရှိမနေဘူး။ ခုကြောင့်လည်းဟိုအများကြီးတွေးခေါ်ပြီးတော့ဖြန့်ချက်ပြီးလုပ်နိုင်တဲ့အနေအထားမျိုးလည်းရှိတယ်အဲ့လိုလုပ်တဲ့လူတွေများများရှိဖို့တော့ကျွန်တော်ဗချမ်းပါဗောဗျာဒီကြည်လက်တချင်းတွေလုပ်တဲ့ဗချမ်းမှာတော့ဟိုကျွန်တော်တို့ကတော့ဒါကိုကြိုးစားတယ်ဗျာအဲ့လိုများများလူကျင်တာဗောအဲ့မှာကျွန်တော်တို့ရေးတာကြီးပဲဆိုလို့ရှိရင်လည်းအစင်းကမပြည့်ဘူးဗျာအခုဟာဟိုအရန်ကျွန်တော်ကျွန်တော်ဒီပဲမှာကြတယ်လေအဲ့လိုမှာကြခဲ့ကြတော့အဲ့ဒါလည်းအစင်ပြေးမနေဘူးလေ ဟိုကျွန်တော်တော့တချင်းကိုအားရရမရှိဘူးဗျာကျွန်တော်ဟိုတချင်းတွေကိုဘယ်လိုကမှတတ်ပြီးတော့ဘယ်လိုအကောင်းအောင်လုပ်ရမလဲပဲအမြဲတွေးတာပေါ့လေဟိုအားရသလားဆိုတော့ဟိုကျွန်တော်တို့ကဒီကျွန်တော်များများကျွန်တော်တချင်းတွေများများပေါက်တာတော့ကြေးလက်တချင်းလေးတွေပေါ့နော်ကျွန်တော်လက်ကြေးလက်တချင်းတွေအေးများလာအခါကျတော့ဟိုဒီတက်ဒီကြေးလက်တချင်းတွေကိုထပ်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲကျွန်တော်ဒါပဲတွေးနေရပါတော့ဟိုပေါ်ပြီးသားရှိပြီးသားຢာတွေကတော့ ဟိုပေါက်တဲ့လူတွေပေါက်ပေါက်သွားကြတယ်ပေါ့လေဒါလေးဒီအမှုပညာလမ်းကြောင်းပေါ်မှာအဲဒီတချင်းလေးနဲ့အစဉ်ပြေးသွားဆိုလဲအဲကျင်းတဲ့ဒါလောက်ပဲရှိတာပဲပြီးတော့ဒီဒါဟိုအအားရတဲ့လောက်ဆိုတော့ထပ်ပြီးတော့ကျွန်တော်တို့အစ်စ်ပြန်လှုပ်ဖို့တော့လိုတယ်ပေါ့နော်အဲ့လိုအဆိုရှင်တွေလည်းကျွန်တော်တို့ကတချင်းဆိုတဲ့လူတွေလည်းဟိုတမိုးတဖုံပေါ့နော်ဒီဒီ အမြဲတမ်းပြပြအစ်စ်ဆိုကျင်နေတဲ့အနေအထားမျိုးတွေကိုပဲကျွန်တော်တို့ကဟိုပို့ပြီးသဘောကျတယ်ပေါ့အားပို့ကြည့်တယ်ပေါ့အဲအကိုတို့ကြည့်လက်မှာတော်တော်များများအဲ့လိုဟိုစင်လူယူမလေးတွေပဲတွားကြတယ်သူလိုင်းရလည်းဟိုပြောမှဆိုနည်းနည်းဘောင်ကျင်းတယ်ဗျာဘောင်ကျင်းတယ်ပေါ့ကျွန်တော်တို့အစ်စ်လုံလိုက်လို့ဟိုရှိပြန်တော့လဲအကျွန်တော်ကကြည့်လက်ဆိုတော့ကြည့်လက်သချင်းဆိုတော့နယ်ပိတ်သက်ကများတယ်လေနယ်ပိတ်သက်ကနယ်ကပိတ်သက်အနေနဲ့ဥမာဟိုနားတဲ့ဟိုနံပါတ်1 ဟိုချောချူဝင်မသွားတာလည်းရှိတယ်အဲအဲ့လိုတခြင်းမျိုးဆိုရင်ဟိုဆိုရဲလူတွေကလည်းဝယ်ဆိုရဲလူတွေကလည်းမဆိုရဲကြဘူးဗျာမဆိုရဲနောက်တစ်ခါကျတော့ကျွန်တော်တို့ကျိလက်တခြင်းတွေဆိုရဲဟိုဝန္ဒချင်းတွေပေါ့နော်ဆိုရဲတော်တော်များများကလည်းသူကတခုခုအသားကျလာတာဗျာအရှိရအစိုးတော်တွေပဲအသားကျပြီးတော့သူတို့အဲ့တိုင်းပဲဟိုတခြားအစ်စ်ကိုသူတို့ကျွန်တော်တို့ပေးလိုက်သူမဆိုတတ်ဘူး ပြောချင်တာသူပေးလိုက်လို့ချင်းသူတို့ဆိုရတာအဆင်မပြေဘူးထောက်တယ်ဟုတ်ပါအမျိုးဖြစ်တဲ့ခါကျတော့ तू ကဘယ်လိုခေါ်မလဲအာကိုကြီးညီလေးနဲ့မလိုက်ဘူးညီလေးဆိုကြည့်အဆင်မပြေဘူးအသူဘာအဆင်ပြေလဲကျွန်တော်ကအသိတယ်ဗျာအဲ့လိုဖြစ်နေတယ်သူတို့အဆင်ပြေမဲ့ကိစ္စကိုကျွန်တော်ငကိုတိုင်းပဲရေးပေးလိုက်တာတည်းရများတယ်ကျွန်တော်ဒီမှာဘောင်းကျင်းတဲ့အခါကျတော့ဒီတစ်ခုတည်းပဲဒီ music ရဲ့အနေထားကျွန်တော်ကနည်းနည်းပဲအလဲအပြောင်းလေးလုပ်လို့ရတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကကျွန်တော်တို့ကဟန်ပန်ပြီးတော့ပါနေမှာပဲ ကျွန်တော်ဆိုပြကျွန်တော်ဟန်အတိုင်းပါပါနေမှာပဲเนาะအဲဆရာမင်းရှင်ဆိုဆရာမင်းရှင်ဆိုဟန်လေးပါနေမှာပဲเนาะသူတို့အရှိရဘယ်တေးပြီပေါ့เนาะသူဟန်လေးတော့ပါနေမှာတော့တေးချတယ်အဲ့ဒါလေဟုတ်အခုကဂိုကင်းမဟုတ်တော့ဂွေတော့မထွက်တော့ညီမအဲအဲဒီတပုတ်ချင်းကတော့လောက်ကြတယ်တမင်းလောက်ကြမယ်ဆိုတော့ဘဒုတွက်လဲပြောနည်း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 များပါလေနည်းများဆိုကျွန်တော်ကျွန်တော်နည်းနည်းပြောရခက်တယ်အဆိုတော့တအားများနေတယ်ဟုတ်တယ်အမှန်တမ်းပဲမဆိုတော့ကျွန်တော်မှအဲ့လိုဒီဖြစ်လာတော့တာဝန်ကတော်တော်လေးကြီးလာတယ် ဒါမဲ့ကျွန်တော်တယောက်တည်းတာဝန်တော့ရှိနေရမဟုတ်ဘူးဗျာဟိုမလို့ဒါကျွန်တော်တာဝန်တော့ကျွန်တော်ပုံဥတီကအနေနဲ့ကျွန်တော် quality ကိုကျွန်တော်ထိန်းဖို့ကကျွန်တော်တာဝန်တော့ရှိတယ်ဒါမဲ့ဒီတချင်းတွေရဲ့ဒီ music တွေရဲ့ quality ကိုထိန်းဖို့ဆိုတာကတော့ကျွန်တော်ကျွန်တော်တယောက်တည်းမှာတာဝန်ရရှိမနေဘူးအခုဗျာလာမာတဲ့လာလုပ်တဲ့အဆိုတော်တွေကဟိုအဆိုတော်တွေပုံမှာပဲအဆိုတော်တွေပဲပြောပြစီပေါ့နော်ဝါသနာဘာလို့ပဲဖြစ်ဘာဖြစ်သူလုပ်တဲ့တချင်းလုပ်တဲ့လူတွေပေါ်မှာပဲနည်းနည်းမူတည်တယ်ဗျာဘာလို့လဲသူတို့က ဖြန့်ကျက်ပြီးတော့လုံနိုင်တဲ့လူရှိတယ်။များများလုံနိုင်တဲ့လူရှိတယ်။တိတ်ပြီးတိတ်ငွေကြေးရကြောင့်ဒေါ်လကောင်တိတ်မလုံနိုင်တဲ့လူလည်းရှိတယ်ညီမ။နောက်ကကြတော့တချို့ကြောင့်လည်းဟိုအများကြီးတွေးခေါ်ပြီးတော့ဖြန့်ကျက်ပြီးလုံနိုင်တဲ့အနေအထားမျိုးလည်းရှိတယ်။အဲ့လိုလုပ်တဲ့လူတွေများများရှိဖို့တော့ကျွန်တော်ဗတ်ချမ်းပါဗောဗျာဒီကြီးလက်တချင်းတွေလုပ်တဲ့ဗတ်ချမ်းမှာတော့ဟိုကျွန်တော်တို့ကတော့ဒါကိုကြိုးစားတယ်ဗျာအဲ့လိုများများလိုချင်တာဗော။ဒီမှာကျွန်တော်တို့ရေးတာကြီးပဲဆိုလို့ရှိရင်လည်းအစင်းကမပြေဘူးဗျာ။အခုဟာဟို အရန်ကျွန်တော်ကျွန်တော်ဒီပဲမှာကြတယ်လေအဲ့လိုမှာကြခဲ့ကြတော့အဲ့ဒါလည်းအဆင်ပြေမနေဘူးလေကျွန်တော်တော်ဟိုအပူပြောင်းမှုပြတချင်းကအများကြီးလူတယောက်ကတချင်းအများကြီးရေးနေရတိတ်အဆင်မပြေဘူးထင်တယ်ဗျကျွန်တော်တွေ့ကြရလေတချင်းတွေကကျွန်တော်မမှတ်မိလို့တော်တော်များတယ်ဗျအခုအစိုးတော်ကလည်းတော်တော်များတယ်အဲ့လိုဖြစ်နေဘယ်လိုပြောရမလဲတော့မသိဘူး